ဒီနေ့ယခုချိန်မှစ၍သာဝအရရမှာအလားယူခဲ့ယူရကြည်ဖြစ်ပါလေအသက်69နှစ်အရွယ်မှာကွယ်လွန်ခဲ့တဲ့စိုင်းစုံအောင်ရဲ့ဇာပနာအခမ်းအနားကိုတော့မိသားစုဝင်တွေနဲ့အတူနိုင်ငံရေးအတိုင်းအဝန်းကလူတွေလိုက်ပါပူဆောင်ခဲ့ကြပါဗျ။ဇူလိုင်လ16ရက်နေ့ကနေအိမ်မှာရုတ်တရက်ကွယ်လွန်ခဲ့တဲ့စိုင်းစုံအောင်ဟာရှမ်းတိုင်းဒေသများဒီမိုကရေစီအဖွဲ့ချုပ်ပါတီ SNLD စတင်တည်ထောင်ခဲ့တဲ့ 1988ခုနှစ်ကလေးကအဖွဲ့ဝင်တယောက်ဖြစ်ခဲ့တာပါ။2003ခုနှစ်မှာအတွင်းရမှုဖြစ်လာပြီး2013ခုနှစ်မှာတော့ပါတီရဲ့ဒီဩဂတာဖြစ်လာခဲ့ပါတယ်။မြန်မာနိုင်ငံရဲ့တိုင်းရင်းသားအရေးဖက်ဒရယ်ရေးအပြေမထွက်ခင်စိုင်းစုံအောင်ကွယ်လွန်ခဲ့တာကိုမိသားစုတယောက်ဆုံးရှုံးရတယ်လို့ပဲကြီးကွဲရပါတယ်လို့ဆိုလာသူကဦးဝေးတောင်ပါ။ဒီရေစီရပ်ကိုဒီနိုင်ငံကြီးကိုပေါ်ဆောင်ဖို့ဆိုရင်တောင်းရှိဖို့ရှိတယ် ပြင်ပါတယ်အခုတော့ပြီးခဲ့တဲ့လွတ်တော်တက်ထမှာလဲမပြင်ရခဲ့ဘူးကောင်းကြီးအခုတက်ထမှာပြင်နိုင်မလားတော့မေးရင်မသိတာအလုံးနဲ့မရှိဘူးပြင်နိုင်လို့ဆိုတာအဲ့ဒါမှရေဒီမိုကရေစီရေဒီသိစေရဖို့အရေးဖဲဖဲဒီထားတဲ့ကျွန်တော်တို့ရေးတာ 过下来，三次吧。那个你怎么这样？那人拿空手，哎呀，为了我的，为了我的，那个你的，你咋说？那结婚了？你咋说？结婚咋的？那个你，那人拿钱吗？那对，怎么的？我不这样，努力了，有什么呀？这结束，要紧。三次王爷在本那屋。 မော်မျိုးသားပါတီ၊ရခိုင်မျိုးသားပါတီ၊လူ့ဘောင်တက်ဒီမိုကရက်တစ်ပါတီစတဲ့နိုင်ငံရေးပါတီအဖွဲ့အစည်းများလည်းအများအပြားတက်ရောက်ခဲ့ကြသလို SSPP စတဲ့ Shantayinda လက်နက်ကိုင်အဖွဲ့အစည်းတချို့ကလည်းတမွန်လာပေးပို့ခဲ့ကြပါဗျ။ Shantayinda များဒီမိုကရေစီအဖွဲ့ချုပ်ပါတီ SNLD ရဲ့ပြောရေးဆိုခွင့်ရှိသူစိုင်းလေးကတော့စိုင်းစော်ဟောင်းဟာလူငယ်တွေအတွက်ကိုအလေးပေးခဲ့တဲ့လူငယ်တွေရဲ့အတူယူဆရာပုံကိုဖြစ်ကြောင်းအခုလိုပဲပြောပြခဲ့ပါဗျ။ သူ့အနေနဲ့ရွေးကောက်ပွဲမဝင်တာအပြင်ကို နောက်ဆုံးကျွန်တော်တို့ဝင်ကြီးနေရာတနေရာပေါ့နော်သူ့ကိုကျွန်တော်တို့လက်ခံမှုအားလုံးကဝိုင်းပြောကြပါတယ်အဲ့ဒါတောင်မှပဲသူကဒီပြည်လူငယ်တွေပေးပါသူ့အနေနဲ့ကဒီတာဝန်တွေမထမ်းဆောင်ရလဲပဲဒီယာဒူးတွေမယူလဲပဲပါတီမှာဆက်လက်ပြီးရှိနေမှာမို့လို့တခြားလူငယ်တွေကိုပဲကူစားပေးရွေးချယ်ပါလို့သူပြောခဲ့ပါတယ်အားကြောင့်မလို့ဒီလိုစိတ်သက်ရှိတဲ့ခေါင်းဆောင်မျိုးကအမ်တန်ရှားပါတယ်ကျွန်တော်လူငယ်တွေအတူယူစရာကောင်းတဲ့စံပြပုဂ္ဂိုလ်တယောက်ဖြစ်ပါတယ်